မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ၈ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်စီရေးသတင်းကတော့အချမ်းမဆက်တကပွင်လင်းရာသီရရှိလာပြီးဖြစ်တဲ့အတွက်မြေပြင်စေချောင်းထုံးမှုများနဲ့လေချောင်းတိုက်ခိုက်မှုများကိုအရှိန်ဟုန်မြင့်တင်ရန်စစ်စင်ရေးဆိုင်ရာ JOC အထူးအစည်းအဝေးမှာဆုံးဖြတ်ချက်ချမှတ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အခုအော်တိုဘားလာဇမ်းပိုင်းအတွင်းမှာစစ်တပ်ရဲ့ကြီးရေးလေးညှိနှိုင်းကိုကြေးရေးမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းဦးဆောင်တဲ့ Joint Operations Command အစည်းအဝေးမှာအခုလိုဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်ပြီးတော့အဲ့ဒီအစည်းအဝေးဆုံးဖြတ်ချက်အရာလေကြောင်းတက်ခတ်မှုများဟာရခင်ကြုံနေကြပုံစံများထက်နှစ်ဆတိုးမြင့်သွားမှာဖြစ်တယ်လို့သိရပါဗျ။မြေပြင်မှာလည်းလက်လွတ်ဆုံးရှုံးထားရတဲ့နေမြေများကိုရွေးကောက်ပွဲမတိုင်မီရပ်ပိုင်းလာပိုင်းအတွင်းမှာအမြန်ဆုံးသိမ့်ပိုက်နိုင်ရေးအတွက်စစ်စင်ရေးစီမံချက်များရေးဆွဲအကောင့်ထဲပေါနေတယ်လို့သိရပါဗျ။စီယုံထဲမှာနေစဉ်ပြုတ်လုံနေတဲ့ JOC Joint Operations Command အစည်းအဝေးတွေကဗိုလ်ချုပ်ကြီးကျော်စွာလင်းကဦးစီးပါတယ် ွင်လင်းရာသီလေကြောင်းတက်ခတ်မှုတွေနဲ့မြေပြင်ဆစ်ဆင်ရေးတွေကိုဒီထက်နှစ်ဆပုံမတုံးမြင့်မှုဆုံးဖြတ်ထားပြီးပါပြီရွေးကောက်ပွဲမတိုင်မီမှာဖြစ်နိုင်သမျှမျိုးတွေအကုန်လုံးကိုပြန်သိမ်းမဲ့စစ်ရေးစီမံချက်တွေစလုပ်နေပြီလို့နေပြည်တော်စစ်ဘက်သတင်းအရင်းမြစ်ကပြောပြထားပါတယ်လက်တလောတီဘောမျိုးကိုစစ်တပ်ကထိုးစစ်ဆင်လျက်ရှိပြီးတော့အခုအော်တိုဘားလာအတွင်းမှာအပိသက်တီဘောမျိုးကိုရရှိနိုင်ရေးအတွက်တိုက်ခိုက်သိမ်းပိုက်ရန်နေပြည်တော်စီယုံမှာပြုတ်လုပ်တဲ့ JOC အစည်းအဝေးကဆုံးဖြတ်ထားကြောင်းသိရပါဗျ။ စီဒီအမ်ဗိုလ်ကြီးစင်ဟောကတော့စစ်တပ်အနေနဲ့လေကြောင်းတိုက်ခတ်မှုများကိုအရှိန်ဟုန်မြင့်တက်ပြီးတော့တိုက်ခိုက်နေရမှာကုန်ကျစရိတ်တတ်တာတဲ့စစ်တပ်လေထီးများအပါအဝင်နီလန်ပေါင်းစုံကိုအုံပြုတ်လိုက်မယ်လို့တုံးသက်ပြောဆိုထားပါတယ်။အဓိကကတော့လေကြောင်းအရေးတောင်မှုဆိုတဲ့စီရေးအားသာချက်ကိုလည်းယူတာစစ်တပ်လေထီးပါရာမော်တာတွေဂျာရိုကော့ပတာတွေကမောင်းတဲ့သူတွေကလေတရဲတွေလိုမျိုးစနစ်တကျမွေးထုတ်ရတာမဟုတ်ဘူးလေ။ရက်တော်တင်နှံပေးပြီးတော့ကောက်မောင်းပြီးတော့တက်ကြတယ်လို့ အဲ့ဒီလိုမျိုးဆိုတော့လူသားအရင်းမြစ်ငွေကြေးအရင်းမြစ်ရောအချိန်အရင်းမြစ်ကိုချုပ်ပြီးတော့လေချောင်းကနေကွက်ပြစ်တဲ့အရေးသားတဲ့ပုံစံမျိုးလုံလာတာပေါ့သူတို့မှာကန့်သက်ချက်တော့ရှိပါတယ်မြေပြင်ကနေလက်နက်ငယ်နဲ့ပြန်ပစ်ပြီးတော့ပြစ်ခတ်ရင်ထိရောက်မှုရှိတယ်ဆက်လက်တို့ဆက်သက်နဲ့ကြီးလုံးနဲ့ပြစ်မယ်ဆိုရင်ဒီကောင်တွေအတွက်ရှောင်းတင်းချိန်ခွင့်ရေးနေပါတယ်ဒါပေမဲ့လက်နက်ကောင်းကောင်းမော်မော်မရှိတဲ့ပြည်သူလူထုအခြေပြုတ်တာများတဲ့နေရာတွေကိုဒီလိုမျိုးတံမိုးနေတဲ့အဖွဲ့တွေတံမိုးနေတဲ့ဆက်တက်လေးထီးတွေဂျာရိုကော်ပတာတွေနဲ့လှုပ်ချင်တိုင်းလှုပ်နေတဲ့သဘောပေါ့ လေကြောင်းရေးတာမှုကိုနဲနဲနဲ့ကြဲကြဲဝိုင်းလိုက်တဲ့ပုံစံမျိုးပဲလို့စီဒီအမ်ဗိုလ်ကြီးဇင်ရောကပြောပြထားပါရယ်ဒါအပြင်စစ်တပ်ကတော်လိုင်းတပ်များသိမ်းပိုက်ထားတဲ့နေမြေများကိုလေကြောင်းတက်ခတ်မှုများလှုပ်ဆောင်လာခြင်းဟာစစ်တပ်ဆုံးမတဲ့နေမြေများကိုပြည်သူများရွှေ့ပြောင်းလာရန်နဲ့ရွေးကောက်ပွဲအတွက်မဲပေးသူများများပြားလာစေရန် UN မှုများပါဝင်နိုင်တယ်လို့၎င်းက ပြောဆိုထားပါရယ် ဘုံကျဲတာကရွေးကောက်ပွဲနီးလေလေပုံများလာလေလေတွေ့ရပါတယ်စစ်တိုက်လို့လည်းတိုက်မနိုင်ဘူးမြေသာသိမ်းလို့ရတယ်ရွေးကောက်ပွဲလုံးလို့ရမယ်မြို့တွေမှာလူစီမလာဘူးဥပမာမိုးပြဲတို့ဖဲကုံတို့ဒီမော့ဆိုတို့ဖရူဆိုတို့မှာဆိုကြည့်လိုက်လူလောက်လောက်ကစီနေတာမရှိဘူးအဲ့ဒီတော့စစ်ဘေးရှောင်ဆိုပြီးပဲလွတ်မြောက်နေမြေမှာသွားပြီးတော့နေကြတာများတယ် လူခေါ်တဲ့ပုံစံမျိုးပေါ့သူတို့အုပ်ချုပ်တဲ့နေမြေတွေမှာဘုံပြန်ကျဲတာမရှိသေးဘူးလေအဲ့ဒီတော့ဘုံကျဲမှာကိုကြောက်လို့ဆိုပြီးတော့သူတို့ထိန်းချုပ်တဲ့နေမြေတွေစီကိုပြည်သူတွေရောက်လာအောင်တမင်တက်တက်ရက်ဆက်ရုပ်မာပြီးတော့လူခေါ်တဲ့အနေအထားမျိုးတော့တွေ့ရပါတယ်လာပြီးညမှာဆိုရင်လေမုံရမျိုးနယ်ထဲမှာတင်သူတို့တန်တရားဖြစ်ရတဲ့အမျိုးရောင်နေမြေလို့တတ်မှတ်ထားတဲ့နေရာမျိုးတွေကိုပဲ ရွေးကောက်ပွဲအဲ့ဒီလိုနေရာမှာမလုပ်ဖြစ်ပေမဲ့လူတွေကရွေးကောက်ပွဲစီကိုလာတဲ့ပုံစံမျိုးရွေးကောက်ပွဲရှိတဲ့နေရာကိုလာတဲ့ပုံစံမျိုးဖြစ်အောင်ခြောက်ပြီးတော့တိုက်ခိုက်တဲ့အချိန်မှာလူတွေအကြောက်တရားဝင်လာပြီးတော့သူတို့ထိန်းချုပ်တဲ့အနေမျိုးတွေကိုရောက်လာပြီးရွေးကောက်ပွဲပေးတဲ့အင်အားတိုးလာအောင် ပုံပေါ်လာအောင်လုပ်တယ်လို့မြင်တယ်လို့စီဒီအမ်ဘိုကြီးဇင်ရောကရှင်းပြထားကြအောင်တရင်ရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးတဲ့ရင်ကတော့ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်မယ်ငွေကြက် ဘီလီယံ200နီးပါးတန်ဖိုးရှိတဲ့ဘူးရဲစေးဝါးတွေနဲ့အတူကျူးလွန်သူ16ယောက်ကိုရန်ကုန်မြို့မှာဖမ်းဆီးရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြီးခဲ့တဲ့စက်တင်ဘာလ24ရက်နေ့ကရှမ်းပြည်နယ်ကနေဘူးရဲစေးဝါးတွေကိုရန်ကုန်မြို့ကနေတစင်ရခိုင်ပြည်နယ်နဲ့မလေးရှားနိုင်ငံကိုပို့ဆောင်มาဖြစ်တယ်လို့သတင်းရရှိလာကြောင်းရန်ကုန်တိုင်းဒေသကြီးလဲကူးမြို့နယ်လဲကူးဖောင်ကြီးလမ်းမပေါ်မှာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကပိတ်ဆို့ရှာဖွေစစ်ဆေးရမှာရင်မောင်းအောင်ခန့်ကျော်နဲ့ရင်နောက်လိုက်ထောက်ဝေဖြိုးလို့လိုက်ပါလာတဲ့နစ္စန်ကွန်ဒေါ် ရင်မော်ကနေပြီးတော့ကြက်36ဘီလီယံနီးပါးတန်ဖိုးရှိတဲ့ ice 1436ကီလိုဂရမ်နဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။ဖမ်းမိသူနှစ်ယောက်ရဲ့ထွက်ဆိုချက်တွေအရစက်တင်ဘာလ25ရက်နေ့မှာရွှေပြည်သာမြို့နယ်ဒငင်းကုန်းလမ်းစုံအနီးမှာရှိတဲ့ရွှေမောင်းလပိဆိုင်မှာမူရစေဝါတဲဆောင်လာမဲ့ကားကိုမှားရန်ချိတ်ဆက်ပေးတယ်။ဇော်ဝင်းထွန်းနဲ့စန်းထွန်းကျော်တို့နှစ်ယောက်နဲ့ ဟန်တမင်မြို့နယ်စီပင်သာကြေးရွာမှာရှိတဲ့နေအိမ်မှာမွေးရဆေးဝါးတွေကိုတိုးလောင်တင်စီပေးသူဇော်လင်စောစင်မင်းဟန်တို့ကိုငွေကျပ်ဘီလီယံ90နီးပါးတန်ဖိုးရှိတဲ့ ice kilogram 2000နီးပါးနဲ့အတူထမှန်ဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်အရသိရပါဗါးဖမ်းမိတဲ့သူတွေရဲ့ပေါ်ထုတ်ချက်အရမွေးရဆေးဝါးတွေကိုသုံးခွမြို့နယ်သမစိတ်တာကမ်းခြေကနေမလေးရှားနိုင်ငံကိုပို့ဆောင်မှဖြစ်ကြောင်းသိရတဲ့အတွက် ဖမ်းမိရေဆောင်ရွက်ခဲ့ရမှာစပယ်မလာ28ရက်နေ့မှာသမစိတ်တချေးွာအနီးမှာရှိတဲ့နေအိမ်ဂိုဒေါင်တစ်ခုမှာဂိုဒေါင်ပိုင်ရှင်ကြော်နိုင်တဲ့မူရစေဝါတယ်ဆောင်ပေးခဲ့တဲ့ယင်မောင်းနဲ့ယင်မောင်းအကူတွေဖြစ်တဲ့အမျိုးသား6ယောက်တို့ကိုငွေကျပ်ဘီလီယံ130နီးပါးတန်ဖိုးရှိတဲ့ကက်တမင်း2198ကီလိုဂရမ်နဲ့မူရစေဝါတယ်ဆောင်ရမှာအသုံးပြုတဲ့ကား3စီးနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါဗျ။ ဆွတ်လိုက်ပြီးတော့စက်တမ်ဘာလ28ရက်နေ့မှာလှိုင်းသာယာမြို့နယ်ရေအုပ်ကံကြီးရွာမှာမိုးရေဆေးဝါးတဲဆောင်မဲ့ကားတွေကိုချိတ်ဆက်ပေးသူစိုးမင်းပိုင်ကိုဖမ်းမိခဲ့ပြီးတော့စက်တမ်ဘာလ28ရက်နေ့မှာလှိုင်းသာယာမြို့နယ်15ရက်ကွတ် Smile Wars ပါဆိုင်မှာမိုးရေဆေးဝါးတွေကိုတိုးလောင်သိမ်းဆည်းပေးသူခင်မောင်တွန့်နဲ့စက်တမ်ဘာလ29ရက်နေ့မှာတွန်တေးမြို့နယ်ဖျားငူကြီးရွာမှာတင့်နိုင်ထုံးတို့ကိုထပ်မံပြီးတော့ဖမ်းဆီးရမိခဲ့တယ်လို့ထုတ်ပြန်ကြမှာပါရှိပါရယ် ်အခုဖြစ်စဉ်မှာဖမ်းဆီးရမိသူ16ရောင်မော်တော်ကား၄စီးနဲ့ငွေကျပ်ဘီလီယံ195.85ဘီလီယံတန်ဖိုးရှိတယ် ICE 3438 kg ကတ်တမီ2198 kg တို့ကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်အရသိရပါတယ်ဖမ်းမိတဲ့သူတွေရဲ့ထွက်ဆိုချက်အရာ ဥယျာဉ်စေဝါတွေကို AA အဖွဲ့ကစီးပွားရေးတာဝန်ခံတွေဖြစ်တဲ့ဖန်းစီဖို့ကြံနေတယ်ရဲစော်နဲ့ချင်းမင်းတို့ကပင်လယ်ရေချောင်းနဲ့မလေးရှားနိုင်ငံကိုဆက်လက်ပို့ဆောင်ဖို့စီစဉ်နေတဲ့အချိန်ဖန်းစီရမိခဲ့တာဖြစ်တယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်စစ်ကောင်စီဟာ AA ကိုနိုင်ငံရေးအရဂုံတိတ်ခါကြဆေးအောင်မူရစေးကိစ္စတွေကို AA ကလှုပ်ဆောင်နေတယ်ဆိုပြီးတော့ဆွဆွဲပြောဆိုနေတယ်လို့အာရခတက်တော် AA ရဲ့စေဦးစီးချုပ်ဖြစ်သူဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်းဒီ AAWD Burmese Edition နဲ့အင်တာဗျူးမှာဖြေဆိုထားမှုကြောင့်တရေရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတိုင်းမုံရွာနဲ့ချောင်းဦးအဆက်ဘုံတို့ကြီးရွာကိုစစ်တပ်ကလေကြောင်းကနေတိုက်ခိုက်ခဲ့ရမှာလူ22ဦးသေဆုံးပြီးတော့ PDF 6ဦးနဲ့တပိတ်ဦးဆောင်သူ4ဦးပါသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဝါလာ6ရက်နေ့ည9နာရီအချိန်စစ်တပ်ကညောင်မင်းသာအုပ်စုဘုံတို့ကြီးရွာမှာရှိတဲ့စီမီးထုံးပွဲကိုစစ်တပ်၄ထင်းနဲ့ဘုံနှလုံးကျဲချခဲ့ရာလူ22ဦးသေဆုံးသွားတယ်လို့သိရပါဗျ။သေဆုံးသူတွေထဲမှာ PDF 6ဦးနဲ့မြေပြင်တပိတ်ဦးဆောင်သူ4ဦးတို့ပါဝင်သွားတယ်လို့သိရပါဗျ။ အခုနောက်ဆုံးစရင်ကချောင်းနယ်တွေကပြည်သူ၁၁ဦးကြပါတယ်။မုံရွာနယ်က၁၁ဦးစုစုပေါင်း၂၂ဦးကြဆုံးသွားပါတယ်။ချောင်းဦး PDF က၄ဦးကြတယ်။မုံရွာအမြင်လန်ကတပိတ်ဦးဆောင်သူ၂ဦးကြပါတယ်။ CDM ကြောင်းစရာတဦးလည်းကြဆုံးသွားပါတယ်။တမီသားစုထဲမှာ၄ဦးကြဆုံးသွားတာလည်းပါတယ်လို့နှစ်နှစ်တမီလေးရဲ့၁၈နှစ်အောက်ကလင်းငယ်တွေလည်းပါသွားပါတယ်လို့ချောင်းစရာတော်ကမိန့်ကြားထားပါတယ်။ စစ်ခွေးတိုက်ရဲ့လေးချောင်းတက်ခတ်မှုအတွင်းမှာကြွားဆုံးသွားတဲ့တပိတ်ဥဆောင်သူများထဲမှာရဲဘော်ငိမ့်ညံအောင်ရဲဘော်ညင်ညီစောရဲဘော်ကံမြင့်လွင်နဲ့ကျောင်းဆရာဇော်လင်းနိုင်တို့ပါဝင်သွားတယ်လို့သိရပါဗျ။ရဲဘော်ငိမ့်ညံအောင်နဲ့ရဲဘော်ညင်ညီစောတို့ဟာစကမ်းတိုင်းဒေသတပိတ်အင်အားစု လူလူတိုက်ပွဲမြင့်တဲ့ရေးကော်မတီဝင်များဖြစ်ကြတယ်လို့သိရပါဗျ။ရဲဘော်ငင်းညံ့အောင်နဲ့ရဲဘော်ညင်ကြီးစော်တို့ဟာနှွေဦးတော်လန်ရေးအတွင်းမှာမုံရွာအမြင့်လန်းတပိတ်ဥဆောင်ကော်မတီသခိုင်းတိုင်းဒေသတပိတ်အင်အားစုကဖြစ်ပြီးတော့ပြည်သူလူထုအကျိုးအတွက်အကြမ်းမဖက်လူလူလှုပ်ရှားမှုများကိုအစဉ်တစိုက်လုတ်ကန်ဆောင်ရွက်ခဲ့တဲ့ရဲဘော်များဖြစ်တယ်လို့သခိုင်းဒေသတပိတ်အင်အားစုကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းဖြာပုံမြို့နယ်မှာစံဖို့လွတ်တော်ကိုယ်စားလှယ်လောင်းများကခိုးကြောင်ခိုးဝက်မဲဆွယ်စည်းရုံးမှုတွေစတင်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖြာပုံမြို့နယ်မှာစံဖို့ပါတီရဲ့ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စိုးစိုးကြီးက၎င်းအမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွှေနေခိုင်ဝင်းအောင်အမျိုးသားလွတ်တော် PR လွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ရွှေနေဇင်ပပဦးစံဖို့ပါတီရဲ့ဖြာပုံမြို့နယ်ဥက္ကဋ္ဌလည်းဖြစ်ဒိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်နဲ့ကြော်ကြော်ခေါ်ကြော်မျိုးတင် တိုင်းဒေသကြီးလွတ်တော် PR ကိုယ်စားလှယ်လောင်းအဖြစ် A ပိုင်တို့ကဆောင်ရွက်ကြမှာဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီလွတ်တော်ကိုယ်စားလှယ်လောင်းများကပါတီဝင်များနဲ့တွဲဆုံဘွဲလို့အမိတက်ပြီးတော့ပြည်သူများကိုအတင်းကျပ်ဆင့်ခေါ်ပြီးတော့မဲဆွဲစည်းရုံးမှုများစတင်နေပြီဖြစ်တယ်လို့သိရပါဗျ။ပြည်ခံချိုးပါတီဝင်တွဲဆုံဘွဲဆိုပြီးတော့ခြေရွာတွေကပြည်သူတွေကိုအုပ်ကြီးတွေနဲ့ယာယီမှုတွေကဆင့်ခေါ်ပါတယ်။ပြီးတော့အတင်းကျပ်ပွဲတက်ခိုင်းတယ်။အဲ့ဒီမှာအမတ်လောင်းတွေဆိုပြီးတော့မိတ်ဆက်တယ်။မဲထဲကြပါဆိုပြီးစည်းရုံးတယ်။သူတို့ကိုမဲထဲရင်ဒီအချိန်တွေကနေကြော်လွန်နိုင်မယ်ပေါ့။ဒီစစ်အာဏာသိမ်းတာကိုကြော်ရွားပေးနိုင်တာပြည်ခံချိုးပါတီပဲရှိတယ်ဆိုပြီးတော့စည်းရုံးနေပါတယ်လို့ဖြာပုံမျိုးကပြည်သူတို့ကပြောပြထား ားပါတယ်အခုလိုမျိုးမဲဆွယ်စည်းရုံးရေးတရားဝင် မစတင်ပြီးချက်ဖို့ပါတီခန့်အလွာပေးအပ်ပွဲများစကားဝိုင်းများနဲ့ပါတီဝင်များတွေ့ဆုံပွဲဆိုပြီးတော့အမည်တက်ကဖြာပုံမြွနဲ့တဝမ်းမှာကျွမ်းဖို့ပါတီကမဲထဲကြရန်နဲ့ပါတီကိုထောက်ခံကြရန်လိုက်လံစည်းရုံးလျက်ရှိတဲ့အပြင်အလက်ထရောနစ်မဲပေးစနစ်လေ့ကျင့်ပေးရမှာလဲကျွမ်းဖို့ပါတီကတက်ရောက်ပြီးတော့မဲပေးရန်စည်းရုံးမှုများလည်းရှိနေတယ်လို့သိရပါတယ်။ဒါအပြင်စစ်တပ်နဲ့ကျွမ်းဖို့ပါတီဝင်များကဖြာပုံမြွနဲ့အတွင်းမှာပူးပေါင်းဆောင်ရွက်ပြီးတော့အုပ်ချုပ်ရေးလုံခြုံရေးနဲ့စီမံခန့်ခွဲရေးလုပ်ငန်းများကို ပူရွယ်လှုပ်ဆောင်နေကြတဲ့အတော့အခြားနိုင်ငံရေးပါတီများထက်ကြံ့ဖို့ပါတီကပုံမှန်အားသာကြောင်းသိရပါတယ်။လက်ရှိဖြာပုံဘက်မှာကတော့အုပ်ကြီးတွေကလည်းကြံ့ဖို့ပဲ၊ပြူစောတီတွေကလည်းကြံ့ဖို့ပဲလေ။စစ်တပ်ကိုတရင်ပေးနေတာကလည်းအောက်တန်းစားကြံ့ဖို့တွေကြီးပဲ။အဲ့ဒီတော့သူတို့ကပဲအုပ်ချုပ်ရေးလုံခြုံရေးနဲ့စီမံခန့်ခွဲရေးအားလုံးကိုစိုးမိုးထားတာပေါ့။အခုလည်းမဲဆွယ်စီယုံရေးဆိုပြီးခိုးလုံနေကြတာ။ အုပ်ကြီးတွေနဲ့ကြံ့ဖို့တွေခိုးလုံနေကြတာလို့ဖြာပုံကနိုင်ငံရေးတက်ကြွလှှရှားသူတဦးကသတင်းပေးဖို့ပြောကြားလာပါတယ်ဖြာပုံမြို့နယ်အတွင်းကြံ့ဖို့ပါတီကပါတီဝင်ထားရင်စစ်မှုထမ်းအဖြစ်ကနေပေါ်တာဆွဲခံရခြင်းကင်းဝေးနိုင်တယ်ဆိုပြီးတော့ကြေးရွာများမှာပါတီဝင်များတရားမဝင်နီလန်းများနဲ့စူးစောင်းလျက်ရှိတယ်လို့သိရပါဗါးဒါအပြင်ကြံ့ဖို့ပါတီကိုမဲထည့်ရင်ကြေးရွာများအတွက်ကွန်ကရစ်လမ်းများခင်းပေးခြင်း လျှက်စစ်မိများသွေတန်းပေးခြင်းစာတင်ကြောင်းစေကမ်းများတိဆောက်ပေးခြင်းကြေးရွာများကိုစံပြကြေးရွာအဖြစ်နဲ့အဆင့်မြင့်တင်ပေးမယ်ဆိုပြီးတော့ပြည်သူတွေကို မလုံးပေးခြင်းထဲကမဲဆွယ်နေကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချက်ဖတ်စစ်တပ်ကနမ်မတူမြို့နယ်တီဘောမြို့တို့ကိုနေ့စဉ်ဇက်တိုက်လေးချောင်းကနေတိုက်ခိုက်နေတဲ့အတွာအဲ့ဒီမြို့များကပြည်သူအများစုဟာစစ်ဘေးတိမ်းရှောင်နေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ2ရက်နေ့ကစတင်ပြီးတော့စစ်တပ်ကနမ်မတူမြို့နယ်တီဘောမြို့တို့ကိုလေးချောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်လာရာလူသေးဆုံးထိခိုက်မှုများအဆောက်အုံနဲ့နေအိမ်ပျက်စီးမှုများအလွန်များပြားလာတယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူများဟာမြို့ကိုစွန့်ခွာစစ်ဘေးရှောင်နေကြခြင်းဖြစ်တယ်လို့သိရပါတယ်။တီဘောကတော့ ကြောင်မဲကနေစစ်တပ်စစ်ကြောင်းတွေထိုးနေတယ်လို့ကြားရလို့တော်တော်များများရှောင်ကုန်ကြပါပြီကိုပိုင်ကားရှိတဲ့သူတွေကတော့ကိုပိုင်ကားနဲ့ရှောင်ကြတာပေါ့မရှိတဲ့သူတွေကတော့စုပေါင်းဆက်ပေါင်းကားတွေငှားပြီးတော့ရှောင်နေကြရတယ်ဆိုင်ကယ်တွေလည်းကိုအထုပ်ကိုတင်ပြီးတော့ရှောင်နေကြတာတွေလည်းရှိတယ်ဒီဘောမျိုးရဲ့90ရာခိုင်နှုန်းနဲ့အထက်ကပြည်သူတွေဟာစစ်ဘေးတင်းရှောင်နေရပါတယ်လို့ဒီဘောမျိုးကစစ်ဘေးရှောင်များကိုကူညီပေးနေတဲ့ Pride အဖွဲ့ဝင်တအုပ်ကရှင်းပြထားပါတယ် ဒီဘောင်းမျိုးကိုစစ်ခွေးတက်ကလာမဲ့ရဲအနှဲငယ်အတွင်းမှာတိုက်ခိုက်သိမ်းပိုင်မှာဖြစ်တဲ့အတွက်ကြောင့်လေကြောင်းတိုက်ခတ်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုများဇက်တိုက်ရှိလာမယ်ဆိုတဲ့သတင်းများကိုလည်းစစ်တပ်ထောက်ခံသူများက Telegram နဲ့လူမှုကွန်ရက်တွေကနေတဆင့်ဖြန့်ဝေနေတဲ့အတွက်စစ်ဘေးရှောင်နေကြတဲ့ပြည်သူအရေးအတွက်ဟာပုံမှန်များပြားလာကြောင်းတွေ့ရပါတယ်။တခြားတစ်ဖက်မှာလည်း စစ်ခွေးတက်ကဒီဘောမျိုးကိုနေတိုင်းလိုလိုလေချောင်းကနေပြီးတော့ဘုံကျဲမှုများကိုအရှိန်မြင့်တင်နေတယ်လို့သိရပါဗါးအလားတူပဲနမ်မတူမြို့နယ်မှာလည်းစစ်တပ်ရဲ့လေချောင်းတက်ခတ်မှုများများပြားလာခြင်းကြောင့်မြို့နယ်ပြည်သူများတန်းကားတော့များဟာနှိစက်ရအောင်စစ်ပေးတိန့်ရှောင်နေရပါတယ်နမ်မတူမြို့ပေါ်မှာလည်းလူအတော်နေသွားပြီမြို့နယ်ပြည်သူတွေအကုန်ရှောင်နေကြပြီအိမ်ဆောင်တော့ပဲကြံတော့တယ်လို့နမ်မတူမြို့နယ်ရက်ွက်ရှိကပြည်သူတို့ကပြောဆိုထားပါတယ်အချမ်းမစစ်တပ်ကအခုအော်တိုဘားလာဇမ်းမိုင်အတွက်မှာ နမ်မတူမြို့ကိုလေကြောင်းတိုက်ခတ်မှုများစစ်တိုက်လှုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။မနေ့ကမနေ့6:33မိနစ်အချိန်မှာအကြမ်းဖက်စစ်တပ်ရဲ့တိုက်လေရင်ကနမ်မတူမြို့အမှတ်၈ရပ်ကပုတ်ပါယုံဖုံကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ဗုံးများကျဲချခဲ့တဲ့ အတွက်ဖုံကြီးကျောင်းဟာလုံးဝပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။အော်တိုဘလာ၂ရက်နေ့ကလည်းစစ်တပ်ကနမ်မတူမြို့ပုတ်ပါယုံဖုံကြီးကျောင်းအနီးမှာရှိတဲ့နေအိမ်ကိုလေကြောင်းကနေဗုံးကျဲချခဲ့တဲ့အတွက်အမျိုးသားတအုပ်နဲ့အမျိုးသမီး၃ဦးတို့တေဆုံးသွားပြီး၅ဦးထဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ဒါအပြင် မနေ့ကအော်တိုဘားလ9ရက်နေ့နေ့လယ်12နာရီခွဲမှာလေမိုင်းလုံးမြို့နယ်မန်ဟုန်ကျေးရွာကိုစစ်တပ်ကလေကြောင်းကနေပြီးတော့ပေါင်250ဘုံနှလုံးလာရောက်ကျဲချတိုက်ခိုက်ခဲ့ရာကနေအသက်38နှစ်အရွယ်ဦးအိုက်ဆန်ချာအသက်35နှစ်အရွယ်ဦးဆန်ပွင်းအသက်26နှစ်အရွယ် ဥဆိုင်အောင်စာ အသက်28နှစ်အရွယ်ဥအိုက်ထံအသက်45နှစ်အရွယ်ဒေါ်အောင်ခင်အသက်25နှစ်အရွယ်ဒေါ်လာစိန်အသက်39နှစ်အရွယ်ဒေါ်အေးမီအသက်29နှစ်အရွယ်ဒေါ်ခင်ပါ အသက်22နှစ်အရွယ်ဒေါ်အေးတိတ်နဲ့အသက်2နှစ်အရွယ်မောက်အိုက်ဦးတို့ထိမှန်ပြီးတော့တေဆုံးခဲ့ပြီးပြည်သူ၃ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကတိုက်ပွဲတွေမှာစစ်မှုထမ်းတွေတေဆုံးထိခိုက်မှုတွေများနေပြီးတော့လမ်းဘေးမှာတင်းတကြုံနေရပြီးစစ်တပ်ကမိသားစုထံကိုလည်းအကြောင်းမကြားပေးဘူးလို့ ကရင်ပြည်အမျိုးသားများကာကွယ်တပ် KNDF ထံကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်သားကပြန်လည်ပြောပြထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲဒါအပြင်စစ်မှုထမ်းတယောက်တိတ်ဆုံးသွားရင်စာရွက်ဖြူတရွက်နဲ့300ရန်ဘောပင်တစ်ချောင်းသာကုန်တယ်လို့လဲတပ်တွင်းထဲမှာအမြဲတစေချိန်ချောက်မှုတွေရှိနေတယ်လို့သူကပြောပြခဲ့ပါတယ်။အပတ်စဉ်9မှာစစ်မှုထမ်းတပ်သားအဖြစ်နဲ့ရက်ွက်ရုံးကပေါ်တာဆွဲခံရပြီးတော့စစ်တင်တန်းစေလွတ်ခံရတယ်ဆိုတဲ့စစ်သားတက် ောင်ကိုကိုဟင်းကလွိုက်ကောမိုးပြင်းနဲ့ဒီမော့ဆိုတိုက်ပွဲတွေမှာကြုံတွေ့ခဲ့ရတာတွေအပေါ်ပြောကြားချက်ရုပ်သံမှတ်တမ်းကို KNDF ကဒီကနေ့မှပဲထုတ်ပြန်လာပါတယ်။ငွေတောင်ဆယ်ထိတ်ကနေစစ်ကြောင်းထိုးတော့ပြည်အောင်ရတနာတိုက်ပွဲမှာအဲ့ဒီမနက်ပိုင်းမှာပဲနှစ်ယောက်ကြတယ်။ ပြည်သူစစ်နှစ်ယောက်ပေါ့ညနေပိုင်းမှာ၃ယောက်ထက်ကြတယ်ကြားတဲ့အဲဒီမှာတက်ကြကြီးတယောက်ပါတယ်ပြည်သူစစ်တွေကိုရှေ့ကအသေးခံတိုက်ခိုင်းတာလို့အောင်ကိုကိုဟင်းကပြောပြထားပါတယ်လက်ရှိဒီမော့ဆိုမြို့နယ်မှာစစ်တပ်ရဲ့ထိုးစစ်ဟာခြေလင်းတိုက်ရင်းတွေဖြစ်တဲ့ခလာရ9တရားနှစ်နဲ့918တိုက်ရင်း3ရင်းကိုတုံးထားတယ်လို့သူကဆက်ပြောပါတယ် ်ဒီမှာဆိုမြို့နယ်တိုက်ပွဲမတိုင်မီမိုးပြင်းမြို့ကုန်းတာတိုက်ပွဲမှာလဲသေဆုံးခဲ့တဲ့စစ်မှုထမ်းတင်နန်းစင်စစ်သားတစ်ခုနှစ်ဦးကိုလမ်းမေးမှာတကြိုခဲ့ရတယ်လို့သူကဆက်ပြောပါတယ်တက်တွင်းထဲမှာရှိနေခဲ့တဲ့ကာလာတလျှောက်မှာမဲပေါက်တာကြောင့်ဒါမှမဟုတ်ငွေကြေးကြောင့်အစားထိုးဝင်လာရတဲ့သူတွေနဲ့ပေါ်တာဆွဲခံရတဲ့သူတွေများတယ်လို့ကိုအောင်ကိုကိုဟင်းကပြောဆိုထားပါတယ်ထွာပြေးလို့မိတဲ့စစ်မှုထမ်းတွေဆိုရင်စစ်တပ်ကလူမဆန်စွာရက်ဆက်ပြီးတော့တချို့ကိုလည်းလူမသိအောင်လို့တတ်ပစ်လိုက်တယ်လို့သိရပါတယ်ငါးတိရှိကတိုင်ရင်မှုဆိုရင်ထွာပြေးတဲ့ပြည်သူစစ်တွေကိုတတ်ပစ်တယ်ပြီးရင်စစ်မြေပြင်မှာကြတယ် ဆိုပြီးတော့သူတို့စကားပဲလှုပ်ပလိုက်တာပဲသူတို့ကပြောတာတော့မင်းတို့ထွက်ပြေးလို့မိုင်းနေနေသေးသေးစာရွက်ဖြူတရွက်နဲ့ဘောပင်300ရံတစ်ချောင်းပဲကုန်တယ်ဆိုပြီးတော့ဒုတက်ရဲမှုကအမြဲပြောထားတယ် ဂျန်နာမင်းတို့ကိုတိတ်ဆိတ်ဝင်စားဘူးလို့သူကအမြဲပြောလို့ရှိတယ်လို့ကြုံတွေ့ခဲ့ရတဲ့တပ်တွင်းအခြေအနေကိုအောင်ကိုကိုဟင်းကရှင်းပြထားပါတယ်။စစ်မှုထမ်းတွေကိုတက်ကြအကြီးတွေကအုပ်ချုပ်ပြီးတော့လာစာဖျက်တောက်တာထိုးကျက်ကန်ကြောက်တာတွေအပြင်တပ်တွင်းဖိနှိပ်မှုတွေမျိုးစုံရှိတယ်လို့လည်းသူကပြောပါတယ်။ဒါအပြင် PDF တွေကိုမင်းတို့ဘက်ကအရင်တက်ရင်တက်မတိုင်ကိုအသက်ခံရမယ်ဆိုပြီးတော့ဝါရမိုင်းဖြတ်ထားပြီးတော့မူရဲစေးဝါးတွေကိုလည်းခလာရတရနှစ်တက်ကနေဝယ်ယူသုံးဆွဲနေရတယ်လို့သိရပါဗျ။တက်ထဲမှာလည်းရင်ရင်လေးနဲ့ကြောင်နေတဲ့ကောင်တွေရှိတယ်။တချို့ကြတော့လည်းရည်ပဲရည်နေတယ် ငိုတဲ့ကောင်ကလည်းငုံနေတယ်သူတို့အိမ်လဲသူတို့မသိတော့ဘူးသူတို့နာမည်တော့မမှတ်မိဘူးအဲ့ဒီလိုကောင်တွေများတယ်ဗျ ကျွေးမှစားတဲ့ကောင်းတွေလည်းပါတယ်။အုံနောက်မကောင်းတဲ့သူတွေမျိုးပေါ့။ချက်မပြေတာလွတ်နေတာအ ਨੇ စုံ၁၀ရောက်လောက်ရှိတယ်လို့ထွက်ပြေးလွတ်မြောက်လာတဲ့စစ်သားတက်ကပြန်လည်ပြောပြထားပါရယ်။ကရင်ပြည်ပြည်နယ်တဲကိုစစ်ကြောင်းထုံးနေတဲ့စစ်ခွေးတက်တွေတဲကစစ်မှုန်းတက်သားတက်၃ရောက်ခိုးလုံလာတယ်လို့ KNDF ကအော်တိုဘားလ6ရက်နေ့မှာထုတ်ပြန်ထားပါရယ်။ဒီမော့ဆိုဖရူဆိုလမ်းမကြီးတလျှောက်စစ်ကောင်စီတက်နေတော်လိုင်းတက်တွေကြားဖိတွေ့တိုက်ပွဲတွေနေ့စဉ်နှီးပါဖြစ်ပွားနေတယ်လို့သိရကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး BNN အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ